ားထုတ်ပါတယ်ခင်ဗျာအမေဝေဒနာကိုပဲဆုံးအောင်လိုက်ပြီးတော့အော်ဒါနိဗ္ဗာန်ကလို့ဝေဒနာဆုံးလို့ရှိရင်နိဗ္ဗာန်ကိုတွေ့မယ်လို့ပဲတပည့်တော်ယူဆခဲ့ပါတယ်ခင်ဗျာအဲ့လိုနည်းနဲ့ပဲတရားအားထုတ်ခဲ့တာနှစ်တွေကြာခဲ့ပါတယ်ခင်ဗျာဘုံဘုံတရားကိုနာတော့မှတပည့်တော်အရန်ထူးခြားတဲ့တရားပါပဲဆိုပြီးတော့တပည့်တော်မိသားစုလုံးတရားအားထုတ်ခဲ့တာပါခင်ဗျာတပည့်တော်ပြောတဲ့ခါကျတော့မိသားစုတွေလည်းအကုန်လက်ခံပါတယ်ခင်ဗျာဘုံဘုံဖရာတရားကိုဒါကြောင့်တပည့်တော်ဒီတရားတွေပေါ် ခုဒီတရားတွေပေါ်မှာအပြင်လောကမှာဒီ online မှာတိုက်ခိုက်နေတဲ့ဟာတွေရှိတာပဲလေအကောင့်တူတွေနဲ့အဲ့ဒီပေါ်မှာရောဒီမှာတန်တရားမရှိဘူးလားမရှိပါဘူးခင်ဗျာတပည့်တော်တို့ကတရားကိုနာကြည့်လိုက်ရင်သိပါတယ်ခင်ဗျာဘုံဘုံဘလို့ဟောလဲဘုံဘုံဘလို့ဘလို့တရားတွေဟောနေတာလဲဆိုတာကိုတပည့်တော်နားလိုက်တာနဲ့သိပါတယ်ခင်ဗျာထူးခြားတဲ့တရားတွေဘုံအသိအစိတ်တော့နော်ဒီမှာတော့ပြညာထုတ်ခဲ့တာဆိုတော့ဒီတရားတွေနားထောင်လိုက်တာနဲ့ဒါဓမ္မလားအာရမလားဆိုတာကိုသိနိုင်တဲ့ဉာဏ်လည်းရှိကြအောင်နော်ကိုယ်ကိုယ်တိုင်လည်းကျင့်ထားတာဆိုတော့နော်သိပါတယ်ခင်ဗျာ ပြီးတော့အရန်လိုချင်လုံးလို့အာထုတ်တာပါဗျာပုံမှန်ဖျားတရားကိုဘရောမှမလွဲချော်တာလည်းသိလို့ပြီးတော့အာရုံစိုက်ပြီးတော့တရားထုတ်ပါတယ်ဗျာတဲမီတားစုံလုံးပါဗျာလိုင်းတော့နည်းနည်းကြာပါပြီเนาะ